အားလဲနာပါတယ်အခုနောက်ပိုင်းဈေးကွက်ထဲမှာကဒီဂျူမင်တက်တက်စစ်ကစားမနဲ့အာဆင်နေကြကသတင်းတွေပဲတော်တော်လေးကိုအတိတ်ဖြစ်နေခဲ့တာတခုကြိုပြောချင်တာကကျွန်တော်ဒီအပိုင်းနည်းနည်းလေးဖျားချင်းသလိုဖြစ်နေတာဖြစ်တဲ့အတွက်အတန်နည်းနည်းလေးအဆင်မပြေရင်တီးခံပြီးတော့နားဆင်ပြပါခင်ဗျာ Tim Tong ရဲ့ဖော်ပြထားချက်အရကီနန်ရီဒ်လို့ခေါ်တဲ့ဒီတိုက်စစ်တောင်ပံကစားမနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့ကကစားမတူအလိုက်ပေးပြီးတော့ခေါ်ဦးသွားနိုင်ချေရှိဆိုပြီးတော့ Tim Tong ကဖော်ပြထားတယ်ဒါကတော့လာမယ့်ဈေးကွက်တွေကြမှာဖြစ်မှာ ာဆီနီကဘယ်လိုမျိုးကြံ့ယူထားလဲဆိုတော့ငွေသားယူတန်း90ဘလက်ဂါရီဂျေဆူးဆိုတဲ့ပက်ကိတ်နဲ့ကမ်းလှမ်းဖို့အတွက်စဉ်းစားထားတယ်ဒီနေ့မှာ တဖက်ကဂျူပီတာသင်းရောင်ဒီကစားမောက်ရောင်းချခြင်းရလားကျုပ်ဒပိုင်းကြီးသုံးသက်လိုက်အောင်ဂျူပီတာသင်းရောင်ဒီကစားမောက်နဲ့ပတ်သက်ပြီးတော့ not for sale လို့သတ်မှတ်ထားပြီးလုံးဝမယောင်းကျင်တာဖြစ်တဲ့အတွက်2029ခုနှစ်ထိစာချုပ်ရှိတဲ့ဒီတူရကီသားကို2030-2031ခုနှစ်ဒီသူကဆက်ပြီးထိန်းထားလို့တယ်တက်တန်းတိုးဖို့လည်းပြင်ဆင်နေတယ်အချိန်လေးလဲကောင်းလို့ဆိုပြီးတချို့ report တွေကပေါ်ပြနေဒီမြန်မာအာဆီနယ်ပါဝင် United Chelsea Barcelona တော်တော်များအသင်းတွေကဒီတူရကီသားကိုလိုချင်ပြီးတော့တန်း80 80အထက်သုံးရမယ်ဆိုလဲဝယ်မယ်ဆိုပြီးတော်တော်များ report တွေကပေါ်ပြထားတယ်ဒါပေမဲ့ဂျူပင်တက်ကနှိ စ်ရှိစာချုပ်ချုပ်ပြီးတော့ဒီကစားမောင်တန်းရာကျော်တန်းရမှာပဲရောင်းမယ်ဆိုတဲ့ကာလရှိသဘောမျိုးသူတို့ကတတ်မှတ်ထားတယ်ဒီနေ့မှာဒီကစားမလေးရဲ့ဆွမ်းဆောင်ရည်ကလည်းမစိုးဘူးလိုချင်တဲ့သင်းရတွက်ဆိုလို့ရှိရင်လည်းတကယ့်ကို quality မြင့်ကစားမတူအထူးသဖြင့်ဒီတူရကီဘက်ကဘစ်နက်ပိုင်းနဲ့ပတ်သက်ပြီးတော့ player တက်ကိုရလိုက်ပြီဆိုလို့ရှိရင်အဲ့ဘက်မှာဘောလုံးဈေးကွက်နဲ့ပတ်သက်ပြီးရသွားမယ်အပိုင်းတွေလည်းရှိတယ်နောက်ကွယ်မှာကျွန်တော်အများကြီးရှိသေးတယ်ဗောလေအဲ့လိုမျိုးတွေ အဲ့တော့အာဆင်နယ်ဘက်ကဂျေဆုရဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်ကြည့်ဖို့လိုတယ်ဂါဘရီဂျေဆုက ASEAN တိုင်ရန်ရနေတာမှန်ပြီမဲ့ကြံခဲ့တဲ့ညီစည်းကွက်တော့သူ့လိုချင်တဲ့အသင်းတွေဝိုင်းဝိုင်းလည်နေပါပဲဘရာဇီးဘက်ကအသင်းတော်တော်များပါလေဒါပေမဲ့ဒီကစားသမားကအာဆင်နယ်မှာပဲဆက်ပြီးနေချင်တယ် ASEAN တရားနေပြန်လာမဲ့ဒီဇင်ဘာအကုန်ဇန်နဝါရီလောက်ကြလို့ရှိရင်သူ့ရဲ့စွမ်းဆောင်ရည်ကိုအာဆီနယ်မှာပွဲထုတ်ဝင်ရဖို့အတွက်တိုက်ပွဲဝင်သွားခြင်းနဲ့ဆန္ဒရှိရာဖြစ်တဲ့အတွက်တော်တော်များများဖလာမင်ကို ပါမီယက်အဲ့လိုအသင်းတွေတော်မြောက်သူကပယ်ချခဲ့တယ်အခုဆိုလဲပရီးမီယာလိမှာသူ့လိုချင်တဲ့အသင်းတွေမှာဝက်ဆန်တို့အေဗာတန်လိုအသင်းတွေရှိတယ်ဒါပေမဲ့ဒီကစားမှာအာဆင်နယ်မှာပဲဆက်ပြီးနေချင်တယ်ဒီနေ့မှာအာဆင်နယ်အသင်းတာဝန်ရှိတွေကဂါဘရီယယ်မာတင်နီနဲ့ဂါဘရီယယ်ဂျေဆုအဲ့နှစ်ယောက်စလုံးကိုတက်တန်းတွေးကိစ္စကြီးလော်ဒဂျီမလုပ်သေးဘူးကြံတဲ့2029စာချုပ်ကြံကြော်ရိုးကစားမှာတော်တော်များကိုဆွေးနွေးမှုတွေပြီးသွားတဲ့အချိန်မှာဒီကစားမှာနှစ်ဦးကကြံတယ်သူတို့လည်းစာချုပ်2029ပဲ2026ຫນွေဈေးဝက်ဆိုတစ်နှစ်ပဲကြံတော့မယ်စာချုပ်အနေထားဒီနေ့မှာမာတင်နီနဲ့ပတ်သက်ပြီးလော်ဒဂျီမလုပ်တာကကစားသမားရဲ့တိုးတက်လာနိုင်ခြင်းရဲ့ က်တဲ့ချိန်ဆွနေကစားသမားကအဆင်ပြေနိုင်တဲ့အချက်ကြောင့်မလုပ်သေးပေမဲ့ဂျေဆုကကြတော့ injury prone ဖြစ်နေတဲ့အချက်ရဲ့အသက်အရွယ်လည်း28နှစ်ရောက်လာပြီဆိုတဲ့အချက်ရဲ့ကြောင့်အာဆင်နယ်ကအလောတကြီးမလုပ်သေးတာအဲ့တော့ဈေးကောင်းရမယ့်အနေထားနဲ့လာမယ့်စောင်းစည်းခွက်နဲ့လာမယ့်ຫນွေစည်းခွက်ပဲကြံတော့တယ်ကြံတဲ့ချိန်ကျရင်တက်တမ်းမတူးနိုင်တစ်နှစ်စာချုပ်ကြံကစားသမားကိုရောင်းချတာတော်တော်လေးခက်သွားမယ့်အနေထားပဲအဲ့တော့အာဆင်နယ်အနေနဲ့ကီနန်ရီဒင်းနဲ့ပတ်သက်ပြီးတကယ်ခေါ်လို့ရမယ့် package ဖြစ်နိုင်လားဆိုတော့စောင့်ကြည့်သွားမယ်တေချာတခုကတော့ ဂျေဆူးဘလက် UO တန်း90ဆိုလို့ရှိရင်တော့ဂျူမင်တက်တို့ရောင်းချနိုင်ချေအရန်နေတယ်ဂျေဆူးဘလက် UO တန်း80 80လောက်ပတ်ကိမ့်မှာပဲသူတို့စဉ်းစားလာနိုင်ချေရှိတယ်ဒီကိစ္စကတော့ဖြစ်လာနိုင်ချေတော့နေတယ်ဒါပေမဲ့ TikTok ဆိုတာကလည်းဒီ daily အားကစားသတင်းနဲ့ပတ်သက်ပြီးနေ့စဉ်ဖော်ပြနေတဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တာဖြစ်တဲ့အတွက်အားလုံးသိအောင်ဒီသတင်းကိုပြန်လည်မျှဝေပေးတာပါ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့မေရာဖဖို့ကဖော်ပြထားပါလေဒါကတော့မာတီနယ်လီနဲ့ပတ်သက်တဲ့သတင်းပါသူတို့ရဲ့အရေးသားရဆိုလို့ရှိရင်ဂါဘရီယယ်မာတီနယ်လီကအကြိမ်များတနည်းနည်းအာဆင်နယ်အသင်းကထွက်ခွာသွားခဲ့ရမယ်ဆိုလို့ရှိရင်ဒီအသင်းကသူ့ကိုအလိုမရှိတော့လို့စာချုပ်သက်တမ်းမတိုးတော့ဘူးဆိုလို့ရှိရင်သူကဘရာဇီးကလပ်တီစီကိုပဲပြန်ကျင်တယ်။ဥရောပမှာဆက်ကစားနိုင်ချေရမ်းနေတယ်ဆိုပြီးတော့မေရာဖဖို့ကဖော်ပြထားပါရတယ်။အဲ့တော့သူတို့ပြောထားချက်ရဆိုရင်စာချုပ်က2029ခုနှစ်ဒီပဲကျန်တော့တယ်။အာဆင်နယ်သက်တမ်းမတိုးတာဖြစ်ဖြစ်အခြားအသင်းတွေကိုရောင်းလိုက်တာဖြစ်ဖြစ်အဲ့လိုအနေအထားမျိုးတွေစာချုပ်ကာလအတွင်းဖြစ်ခဲ့လို့ရှိရင်တော့အာဆင်နယ်ရောင်းချ တဲ့အသင်စုသွားမှာမှတ်မိမဲ့ free agent တွေသာထွက်ခွာမယ်ဆိုရင်တော့ Brazil ကလပ်တွေစီကိုပဲသွားနိုင်ချေရှိဆိုပြီးတော့ဒီ Meta Football ကဖော်ပြထားတဲ့လက်ရှိအချိန်မှာတော့ဈေးကွက်ထဲမှာသတင်းတွေကရေးကျင်တာရေးနေရပဲဒါပေမဲ့ကျွန်တော်ညီကိုတွေမနက်ခင်းမှာ Arsenal သတင်းတွေတီးတန့်နားထောင်လို့ရဖို့အတွက်နောက်ဆုံးရချင်တွေကိုကျွန်တော်တင်ဆက်ပေးတာအရင်ကတော့ခိုင်လုံတဲ့စို့တွေတော့မဟုတ်ဘူး Martinelli ဆိုတာကလည်း အာဆင်နယ်အသင်းအမြဲတမ်းဂုဏ်ယူနေခဲ့ရတဲ့ဒီ UO 9တန်းနဲ့အီတူယာနိုကနေဝယ်ပြီးအခုချိန်မှာလုံးဝတန်ကြီးတက်သွားခဲ့တဲ့ကစားသမားတစ်ယောက်ဈေးကွက်တန်ကြီး UO 55တန်းအထက်ရှိတယ်။ဒီကစားသမားနဲ့ပတ်သက်ပြီးကျွန်တော်ပေးရတဲ့ develop ခါစားပေါင်3000ရှစ်တောင်းမှတ်ပြီးမဲ့ကစားသမားတကယ် quality ကစားသမားရင်းချက်ဖို့လိုတဲ့အပိုင်းလေးရှိမဲ့သူ့ရဲ့မြန်နှုံးကလက်ရှိအာဆင်နယ် player တွေမှာအကောင်းဆုံးပဲ။ တချို့ပိုင်းတွေမှာအာဆီနယ်သင်းလိုအပ်တဲ့ quick transition နဲ့ခေါင်းလာအတက်တင်နဲ့မြန်နှုံးမြင့်ကစားဟက်တချို့မှာဆိုမာတီနယ်လီကိုမင်းနဲ့နှောင်းဝင်းထည့်သွင်းလာအာဆီနယ်သင်းနီပြမီဂီအိုက်တာအတွက်ဆို plan B လက်နက်လို့ပြောလို့ရတယ်အဲ့တော့မာတီနယ်လီအာဆီနယ်မှာဆက်ရှိမလားဆိုတော့အာဆီနယ်သင်းတာဝန်ရှိတွေ ကစားမောင်းကိုတက်တန်းထတ်တူမလားဆိုတဲ့အပိုင်ရဒီကစားမနဲ့ပတ်သက်ပြီးမမောလောက်ဖွဲ့ရကံလမှုတွေရှိလာမလားဆိုတဲ့အပိုင်ရအကယ်မြအာဆင်နယ်စီကနေအလွတ်နဲ့ထောက်ခွာရင်ဒီကစားမကဘရာဇီးကလပ်တစီပြောင်းမယ်ဆိုတဲ့အပိုင်ရတော့အမျိုးမျိုးသတင်းတွေထွက်နေတယ်ကျွန်တော်တူဦးတဲ့စာနာရဆိုရင်တော့ကျွန်တော်ကတင့်တော်တဲ့တန်ကြီးတည့်ရဲ့မြန်မာတဲ့ပြောင်းရွှေ့ခြင်းမဟုတ်လို့ရှင်တော့မာတင်နယ်လိုတက်တန်းတိုးထားစီခြင်းနဲ့အရန်ကူမှာဖြစ်ဖြစ်အသက်24နှစ်ရဲ့ဘရာဇီးသားကတော့အများကြီးတိုးတက်လာနိုင်ခြင်းရှိရထင်တယ်အခုဆိုလို့ရှင်လဲအာဆင်နယ်တင်းရဲ့တောင်ပန်ပတ်ချက်မှာအရန်နေဝင်ပြီးစွရတာမှပြင်မဲ့ခြေစွမ်းပြလာပြီးတော့ ခုနောက်ဆုံးစက်တင်ဘာလရဲ့အကောင်းဆုံးအာဆင်နယ်တင်ကစားသမားစုတော်မှရရှိသွားခဲ့တယ်ပေါ့လေအဲမာတီနယ်လီကတော့ဒီရာဒီမှာအာဆင်နယ်တင်အတွက်ပြိုင်ပွဲစုံ6ဝဲဝင်ကစားထားတယ်ပြိုင်ပွဲစုံ7ဝဲမှာ6ဝဲထိဝင်ကစားထားတယ်ပွဲထွက်တာတော့4ဝဲပဲပွဲထွက်ခဲ့ရပြီးတော့3ကိုသွင်း2ကိုဖိုင်ထားတယ်မာတီနယ်လီတယောက်အာဆင်နယ်မှာကာလရှည်ဆက်ရှိမလားဒါမှမဟုတ်စာချုပ်2029ခုနှစ်ထိပဲအာဆင်နယ်မှာနေသွားမလားစောင့်ကြည့်သွားတော့မှာပါ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Daily AFC ကဖော်ပြထားပါလေဒါကတော့ FA Flair လက်မှတ်စည်းကမ်းနေနဲ့ပတ်သက်တဲ့မူဝါဒကိုအာဆင်နယ်ကချိုးဖောက်ခဲ့တာဖြစ်တဲ့အတွက်ဒါကြံခဲ့တဲ့ဘောလုံးယာတီရပါလေဒန်ဂျင်းငွေဆောင်ရမယ်လို့ကြားသိရတယ်။ဒါပေမဲ့တေချာဖတ်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒန်ဂျင်းငွေပေါင်9သိန်းဆိုတာကအာဆင်နယ်ကလက်ရှိချိန်မှာမဆောင်ရသေးဘူး။ရှေ့လာမဲ့လုပ်ငန်းစဉ်တွေရှေ့လာမဲ့သူတို့အသင်းရဲ့စည်းကမ်းပိုင်းလက်မှတ်မူဝါဒနဲ့ပတ်သက်တဲ့ FA ချမှတ်ထားတဲ့ rule နဲ့ညီလို့ရှိရင်ဒါကိုခဏရပ်ဆိုင်းပေးထားမယ်လောလောဆယ်စောင့်ရမလို့ဆိုကြသေးတယ်။အဲ့ဒီဖြစ်ပျက် က်ကဗမာစဖြစ်လဲဆိုတော့မနေ့ကကျွန်တော် FA ဖလားဂါရီဂျီဆု ASEAN တန်းရထီသွားခဲ့တဲ့ United နဲ့ဝမ်ဝမ်းတေကြကြီးပန်တီအဆုံးဖြတ်ရောက်ခဲ့တဲ့ပွဲစဉ်မှာ Arsenal တင်းကအင်ကွင်းဖြစ်လက်ခံကျင်းပခဲ့တယ်အဲ့ဒီပွဲစဉ်မှာအဝေးကွင်းတွေလာကန်တဲ့ United ပိတ်သက်တွေကိုအ ਨੇ ဆုံးလက်မှတ်အရေအတွက်6000ထိရောင်းချရမယ်ဆိုတဲ့ဒီ Professional Game Board PG ဘီကတတ်မှတ်ထားတဲ့စီကတ်တွေနဲ့မညီဘူးပေါ့လေသူတို့ချမှတ်ထားတဲ့ rule ကကြတော့192 အဲ့ဒီ route 192မှာပါတာကအဝေးကွင်းပေးသက်တွေအနေနဲ့ဒါအရှင်အသင်းအနေနဲ့ဝေးကွင်းပေးသက်တွေကိုလက်မှတ်ခွဲတဲ့အနည်းဆုံး15ရာခိုင်နှုန်းပေးသက်အများဆုံး9000အထိလက်မှတ်ခွဲတန်းပေးရမယ်ဆိုအချက်ဒါပေမဲ့အာဆင်နယ်ကအဲ့ဒီပွဲမှာပေးသက်8000စာပဲလက်မှတ်ခွဲတန်းပေးခဲ့တယ်ဒါပေမဲ့အာဆင်နယ်တို့ပြန်ပြီးတော့စာတင်အကြောင်းပြတာကကြတော့ United ပေးသက်တွေကိုအဝေးကွင်းပေးသက်တွေအဖြစ်ဒါအမြင့်ခုန်တန်းနေမှာပေါ့လေအာဆင်နယ်အသင်းကအပေါ်ဓာတ်ဒီမှာပဲ နေရာပေးခဲ့တာဖြစ်တဲ့အတွက်လူဦးရေအများများတဲ့ခါကျရင်တချို့မတရက်အားပေးသူတွေအနေဖြစ်မှာဆိုတဲ့အတွက်ဆိုပြီးတော့လက်မှတ်ခွဲတန်း6000နေရာမှာ8000တိပဲအာဆင်နယ်ပေးရခဲ့တယ်အာဆင်နယ်ရဲ့ပြောပြချက်ကလည်းဒါချိုးချောင်းစီရတာဖြစ်တဲ့အတွက်တစ်ဖက်ကပြစ်ဒဏ်ချမဲ့သူတွေကလက်ရှိချိန်မှာအဲ့ဒီဒဏ်ကြီးပေါင်9သိန်းတော့ခဏဆိုင်းငံ့ထားတဲ့ကြားသိရတယ် ်အာဆင်နယ်နဲ့ယူနိုက်တက်ဆိုအမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်တာဗျာဒီလိုကိစ္စလေးတွေကလက်မှတ်ခွဲနဲ့တထောင်လောက်ရောလို့ဘာညာဆိုပြီးတော့ပြောလို့မရနိုင်ပဲတကယ်ကပွဲချိန်အတွင်းမှာပေးသက်တယောက်ဆိုဆိုသလောက်ပေးသက်အယောက်တထောင်ဆိုဆိုသလောက်အရင်ကြီးပါလာဖြစ်တဲ့အတွက်ယူနိုက်တက်ကဒီကိစ္စနဲ့ပတ်သက်ပြီးအရင်တော့တိုင်ထားခဲ့တာဒါအခုလာမယ့်ဇန်နဝါရီဆိုရင်မှတစ်နှစ်ပြည့်တော့မယ်ဗောလေဂျေဆုတော်မှအာဆင်နယ်ကနေပြန်လာတော့မယ်ဘာပြောပါအာဆင်နယ်အသင်းအနေနဲ့ဒီပေးသက်တီထိခိုက်နိုင်ကြီးပွဲချိန်အတွင်းတစ်ခုခု ြုတ်ကြပြီးအနေဖြစ်မှာဆိုတဲ့အတွက်လက်မှတ်ခွဲတန်းကိုချောင်ချီကြည့်လို့ရဖို့အတွက်၈၀၀၀ထိပဲပေးခဲ့တယ်ဆိုပြီးတော့အကြောင်းပြတဲ့ကိစ္စကတော့အယူခံအစဉ်ပြေသွားတယ်လို့ကြားတယ်။ဘာကြောင့်လဲဆိုတော့လာမယ့် FA Cup ပွဲစဉ်တွေမှာအာဆင်နယ်တင်းနေတဲ့ပြိုင်ဘက်ဝင်းဝင်းပေးသက်တွေကိုလက်မှတ်ခွဲတန်းစီကန်းချက်အတိုင်းပေးမယ်ဆိုရင်တော့အဲ့ဒီပေါင်၅သိန်းကိုဆိုင်းငံ့ထားတာကိုစောင့်စရာမလိုဘူးလို့ကြားသိရပါတယ်။အဲ့ဒီပွဲစဉ်ကတော့အာဆင်နယ်အနေနဲ့ဂါဘရီဂျေဆုလဲ ASEAN တိုင်းအားထိတယ်။ United ကိုလည်း penalty မှာရှုံးပြီးတော့ကျွန်တော် FA Flag ထွက်ခေလိုက်ရတယ်ပေါ့လေဒီနှစ်မှာတော့ Arsenal နဲ့ FA Flag ပွဲစဉ်ဒီမှာဘယ်လိုမျိုးရလဒ်တွေကောင်းအောင်ယူနိုင်မလဲပြိုင်ဘက်ပေးသက်တည်းရဲ့လက်မှတ်ခွဲတန်းကိုစီးမြင်းတဲ့အတိုင်းညီမျှမျှပေးနိုင်မလားစောင့်ကြည့်သွားတော့ပါပါ ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရင်ဖြစ်ကစားကြံဆိုတော့ဘိုင်ဘာဖုတ်ဘက်တောင်ကို646 46လုံး33တိန်တစ်ပတ်တောင်ကို9593ခေါင်းထဲရတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါကိုထွတ်စီမှာဆော့ကျင်နေကိုထွတ်နဲ့ပဲကစားကြံနေဆိုလို့ရှိရင်တော့ကျွန်တော်စီမှာဒိုက်ရိုက်လိုက်မေးမြန်းလို့ရပါတယ်။ကျွန်တော်ကိုယ်တိုင် agent လို့ account ဖွင့်ပေးနေပါတယ်ခင်ဗျာ။နောက်ဆုံးနေ့တစ်ပတ်ကိုတော့လက်ရှိ Premier League မှာလစာအများဆုံးရနေတဲ့ကစားသမားအယောက်20ဒီကစားသမားအယောက်20တဲမှာဆိုရင်တော့ Arsenal ကစားသမားကြီးလည်းပါတယ်ပေါ့လေ။အဓိကတော့ ကဲ20နှစ်ရနေပဲစပြောလိုက်အောင်အစတော့ကျွန်တော်အာဆင်နယ်ပလေယာတီးတန့်ပြောဦးပဲဒါပေမဲ့တချို့ကြီးလည်းတိသွားအောင်ပေါ့လေနံပါတ်20နေရာမှာတော့မန်ချက်စတာစီးတီးအသင်းရဲ့ကစားသမားရိုက်တာကြံခဲ့တဲ့ရာသီအမှပြောင်းလာခဲ့တာပေါ့လေသူကတော့ပေါင်း2300တောင်းရနေတယ်တပတ်စာပဲနော်အလုံးတပတ်လောက်ခတ်လာတာပဲပြောရလိုက်မယ်ရိုက်တာပေါင်း2300တောင်းနံပါတ်18မှာမာရီအိုဒီဂတ်ကပေါင်း2300တောင်းနောက်ထပ်2300တောင်းရတာကတော့ဒီကလန်ရိုက်18မှာပဲနံပါတ်73မှာရတာကတော့ဂျွန်စတုန်း နှစ်သိန်းခွဲနှစ်သိန်းခွဲရတဲ့ကစားမရအများကြီးပဲမစီးတီးကဂျွန်စတုန်းအာဆင်နယ်ကဝီလန်ဆာလီပါချက်ဆီကရီစီဂျိမ်းမန်ချက်စတာစီးတီးကကစားမနှစ်ဦးဖြစ်တဲ့ရူဘင်ဒီယက်စ်နဲ့ဒိုနာရူမာဒါကတော့နှစ်သိန်းခွဲရတဲ့ကစားသမားတွေနှစ်သိန်း6500ရတဲ့ကစားသမားတော့ဂါဘရီဂျေဆုအာဆင်နယ်ကနှစ်သိန်း7000ရတဲ့ကစားမနှစ်ဦးကတော့အာဆင်နယ်ကခိုင်ယန်ဘက်နဲ့ဒါလီဗာပူးကအလက်ဇန္ဒားအီဆက်နှစ်သိန်း9500ရတဲ့ကစားသမားကတော့မန်ချက်စတာစီးတီးရဲ့တိုက်စစ်ကစားသမားအိုမာမာမော့ရှ် တပတ်လောက်ကစားပေါင်3သိန်းရတဲ့ကစားမ3ဦးကတော့ Manchester City ကဘာနာဒိုစီပါ United ကစားမ2ဦးဖြစ်တဲ့ Bruno Fernandes နဲ့ Mark Rashford Rashford ကတော့လက်ရှိဒီမှာအငှားသွားဆော့ထားတာပေါ့လေ3သိန်း2500ရတဲ့ကစားသမားတယောက်ကကျတော့ Raheem Sterling လက်ရှိ Chelsea မှာ Chelsea မှာတော့လာစားရနေတယ်ဒါပေမဲ့ Chelsea အသင်းရဲ့အဓိက ကစားသမားမဟုတ်တော့ဘူးတချို့ facility ပါပေးမသုံးဘူးလို့ကြားသိရပါလေအဲတပတ်ကိုပေါင်း3သိန်းခွဲရနေတဲ့ကစားသမား2ဦးကတော့လီဗာပူးကဘန်ဒိုက်နဲ့ဟို United ကကက်စမဲရိုတို့အဲ့နှစ်ယောက်ပေါ့လေတပတ်ကိုပေါင်း4သိန်းရတဲ့ကစားသမားအဆင့်နှစ် Premier League မှာနံပါတ်1နေရာမှာလာစားအများဆုံးရနေရတော့မိုဟာမက်ဆာလက်တပတ်ကိုပေါင်း4သိန်းနံပါတ်1 လက်ရှိပရီးမီးယားလိမှာလောကရတာအမြင်မှားဆုံးရတဲ့ကစားသမားတော့မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်ကစားသမားအာလန်ဟာလန်ကတော့တပတ်ကိုပေါင်း9သိန်း2500ထိရရှိနေပါဗျာအဲ့တော့အာဆင်နယ်အသင်းကစားသမားတွေလောကရတာပြီးချိန်မှုတွေ့ရတိုင်းပဲခိုင်ရန်ဘက်2800ကအများဆုံးပဲအခုစာကားသားစာချုပ်သစ်အစဉ်ပြောရရင်တပတ်ကိုပေါင်3သိန်းဆိုရင်တော့မှဒီအစဉ်ထဲမှာနံပါတ်1ဖြစ်ဖို့မရှိသေးဘူးအားကြောင့်မို့လာစာပြီးချိန်မှုလည်းအရေးကြီးတယ်တချို့ကစားသမားတွေကြတော့ဗျာအရန်ကောင်းတယ်ကောင်းတဲ့အတွက်လာစာတိုးပြီးတိုးဝင်တိုးပြီးနဲ့ စာချုပ်ချုပ်တိုင်းမှာလာသာတိုးပေးနေအလိုမများပါဘူးတချို့ကစားမှကျတော့ခေါ်တဲ့ဟိုကဈေးကြီးရတချို့ကစားမှကျတော့လာသာမိမိမှာခေါ်ရင်ပေးခေါ်ရင်းနဲ့လေကို့အတင်မှာခြေစွမ်းပြကြမှာပြပါလေဒါပေမဲ့လက်ရှိ Premier League မှာလာသာ share ပေးပြီးတော့လာသာနဲ့ထိုက်တန်တဲ့ခြေစွမ်းပြနေကစားမှတော်များလက်ရှိတယ်ဒါကတော့လာသာအများဆုံးရတဲ့ကစားမှအယောက်20နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားတာပါအဆုံးထိကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ